ဒီနေ့တရင်အနေနဲ့ကတော့တရားမဝင်တရုတ်ထုတ်ကုန်စီရကျော်ပါဝင်ဆိုင်ဆောင်မြန်မာလူသားနှစ်ဦးကိုလည်းဖမ်းဆီးထားတယ်လို့ထိုင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တရင်ပါဝင်ဒီနေ့နောက်ဆုံးရတရင်တွေကိုတင်ပြပေးသွားပါမယ်။ထိုင်းနိုင်ငံစမှုဆောင်ခွန် KI မှာဖွင့်လှစ်ထားတဲ့တရုတ်နိုင်ငံသားပိုင်စူပါမားကတ်တစ်ခုကိုထိုင်းဒေသအဖွဲ့စည်းတွေယမနေ့ဧပြီလ23ရက်နေ့လယ်ပိုင်းချိန်မှာဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးတရားမဝင်ပစ္စည်းများရောင်းချနေမှုနဲ့အစားအသောက်နဲ့ဈေးဝါ FDA မရှိတဲ့ဂုံပစ္စည်းအမျိုးအစားပေါင်း ကြည်ရကျော်စစ်စည်းတွေးစီခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်တယ်။အဲ့ဒီနေ့မှာစမှုဇပွန်ခရိုင်တပ်စံရအဖွဲ့စည်းကဖလန့်ဆောင်လာမရဲ့ဘေးနှဖက်မှာဖွင့်လှစ်ထားပြီးတရုတ်စားတွေနဲ့ကတ်ထားတဲ့စားတော့ဆိုင်တဲ့စူပါမားကတ်ကိုမတင်ကြလို့ဝင်စစ်ဆေးရမှာတရုတ်နိုင်ငံမှာတင်သွင်းတဲ့အစားအသောက်ပစ္စည်းများမှာတရဝင်မပုံမတင်ထားသောကုန်များနဲ့ထိုင်း FDA မှအတည်ပြုချက်မရရှိတဲ့ပစ္စည်းများကိုရှစ်သိမ်းတွေးစီခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အဲဒီနောက်မှာ တရုတ်စူပါမားကတ်တွင်းမှာလလုံနေတဲ့လုပ်သားနှစ်ဦးဟာတားမြစ်လုပ်ငန်းလုပ်ကင်တဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကိုလည်းဖမ်းဆီးအရေးယူလိုက်တယ်လို့ထိုင်းရတပ်ဖွဲ့ထုတ်ပြန်ချက်တည်းမှာဖော်ပြထားပါတယ်။တရုတ်ပိုင်းစူပါမားကတ်တွင်းမှာလလုံနေတဲ့မြန်မာလုပ်သားနှစ်ဦးကတော့အမျိုးသမီးတွေဖြစ်ကြပါတယ်။အသက်20နှစ်နဲ့အသက်29နှစ်နှစ်ဦးဖြစ်ပါတယ်။အဲ့ဒီစူပါမားကတ်ရဲ့အယောင်ကိုစလေအဖြစ်တာဝန်ယူလုပ်ကင်နေပြီးစူပါလုပ်သားလုပ်ကင်ခွင့်မရှိတဲ့တားမြစ်လုပ်ငန်းတွေဖြစ်လို့မြန်မာလုပ်သားအုပ်ကိုလည်းအရေးယူထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ကြရအောင်ပါ။နောက်ထပ်တရားမဝင်မြန်မာ30ဦးဟန်စီရေးယူခံရတဲ့သတင်းကိုဆက်ကြပါရစေ။ယမနေ့အပြည်လာ23ရက်နေ့မှာထိုင်းမှာလှုပ်လှုပ်ဖို့မြန်မာပွဲစားကားနဲ့တင်ပြေးလာတဲ့မြန်မာအလုပ်သား30ဦးဖမ်းဆီးခြင်းခံရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံနှက်ခွန်စုံဝမ်ခေနှက်ခွန်စုံဝမ်မြို့နယ်မှာအဲ့ဒီနေ့ရက်နေ့လယ်ပိုင်းချိန်မှာမောင်းပြေးလာတဲ့မတင်ကားတဲ့ကားနှစ်စီးကိုထိုင်းအမြန်လန်းရဲတပ်ဖွဲ့ကလိုက်လံစစ်ဆေးရမှာတော့ ကားအစစ်ခန်းနဲ့နောက်ခံမှာပုံပြီးလိုက်ပါလာတဲ့တရားမွေမြန်မာ30ဦးစစ်ဆေးတွေ့စီခဲ့တယ်လို့အမြန်လန်းရဲတပ်ဖွဲ့ကပြောပါရယ်တရားမွေမြန်မာ30နဲ့သူဖမ်းဆီးခြင်းခံရတဲ့မြန်မာရင်မောင်းပြောတာကတော့ဒီလူတွေကိုထိုင်းမြန်မာနယ်စပ်တပ်ခရိုင်မဲဆောက်ဘက်မှာတွားရောက်ခေါ်လာတာပါတို့တို့ကစမှုစာကုန်ခရိုင်မှာအလုတ်တွားလုတ်ကြမှာဖြစ်တယ်လို့စစ်ဆေးချိန်မှာပြောပါရယ်ထို့နောက်အမြန်လန်းရဲတပ်ဖွဲ့ကဖမ်းမိထားတဲ့တရားမွေမြန်မာ30ဦးနဲ့ ရင်မောင်းမြန်မာနှုတ်ဦးကိုအေးအေးယူဆောင်ရွက်ရန်အတွက်တက်ဆိုင်ရာဖွဲ့စည်းများထံမှလွဲပြောင်းအေးအေးယူသွားမယ်လို့သိရပါပါတယ်ခင်ဗျာဟုတ်ကဲ့ဒါအပြင်နိုင်ငံရေးလုပ်ငန်းမှုမှာမြတ်ကိုကိုကြီးစပီကာအနေနဲ့ရှင်းနေမှာပါတနင်္လာနေ့မှာအစောပိုင်းကြည့်နေတဲ့ဆိုရင်ကျွန်တော် YouTube ကို subscribe ထားဖို့ကြံပေးရင်နောက်တစ်ဆီဇန်လေးမှာပြန်လည်ဆုံပါမယ်တာတာ